ဘာလဲမင်းကြောက်နေပြီလားငါမှကြောက်သေးမှာပေါ့ကွာပါခဲ့ရင်လေဖောက်ထုတ်ပြက်လိုက်မှာဟာကြရဲကွာလေးဦးရှိတယ်အဲ့လိုပြောပြီးတုတ်ပေါ်လေးလက်သီးနဲ့ဘိုးကြီးကိုထိုးဖို့လုပ်တော့ဘိုးကြီးလက်သီးကတုတ်ပေါ်စီအရင်ရောက်လာပြီးတုတ်ပေါ်လေးတစ်ချက်ထင်းနဲ့လဲကြပြီးတော့မိသွားခဲ့တော်တယ်ဟာဟာဒါပဲလေငါဟဲ့ဘိုးကြီးကွာ တညမှာတော့တော်ဘောရုမိသားစုကအေဂန်ရှိမှတိုင်းရင်နဲ့တီဗီထိုင်ကြည့်နေကြတယ်။အဲ့ဒီအချိန်မှာပဲသူတို့ကြည့်နေတဲ့တီဗီက လိုင်းပြတ်သလိုပြက်လာခဲ့တယ်။ဟေးတီဗီကချက်ချင်းဘာသာဖြစ်တာလဲ။ဒါနဲ့ဒေါ်တင်နဲ့လေရမူနဲ့ဟိုနေ့ဒီနေ့ရှောင်းနေနေကြတာပါ။အဲ့ဒီအချိန်မှာပဲဖွင့်ထားတဲ့ပရင်းမောက်ကဂျင်းကနဲ့အတမ်းမြင်ပြီးတော့ပိတ်သွားခဲ့တော့တယ်။ဟင်အမေမှောင်တိုင်းလားမသိဘူးနော်။အပြစ်မှလီလီတိုက်နေရဲ့ဗျ။ ဟာဟုတ်တာပဲ။လျှက်စီလက်နေပြီ။တင်းနေ TV ပိတ်လိုက်တော့ဟိ။ဒလွန်နဲ့သူတို့သားမိသားမသုံးယောက်က TV ထားပိတ်တဲ့သူဟာပိတ်၊ဘရင်းပေါက်ထားပိတ်သူဟာပိတ်နေ။ကိုစီအလုံးရှုံနေခဲ့တော့တယ်။ကဲတားရီ။တာခန်နေရဘရင်းပေါက်တည်းလဲတေချာပိတ်ပြီးတော့အိမ်ထဲပဲနေတော့။ဟိုမှုံတိုင်းနေတိုက်နေအောင်တားကြောက်တယ်ဗျာ။ဘာမှမကြောက်ပါနဲ့။အပေတို့ရှိနေရပဲဟာ။အခန်းထဲကဘရင်းပေါက်တွေတွားပိတ်ကြည့်။ဒလွန်နဲ့မိုးရီတွေစိုးကုန်လိမ့်မယ်။ ုတ်ကဲ့ပြီအဲ့ဒီအချိန်မှာပဲဂျင်းရင်းနဲ့တန်းနေပြီးတော့သူတို့အင်ကောင်မူပေါ့ကတခုခုကြိုးကြလာခဲ့တော့ဒီအမလီဖျားကြီးကိုမောင်တို့ကျမတို့အိမ်နောက်ကအုံးမီကြီးလဲမီနဲ့တူတယ်တော့ဖြစ်နိုင်တယ်တင်ွဲ့ကြီးဖြစ်နိုင်တယ်နောင်နေမနေရောက်တော့ထုတ်ပေါ်လို့မိသားစုလည်းလဲကြသွားတဲ့အုံးမီကနေအုံသီးတွေခုပြီးတော့တနေရာမှာစုပုံနေခဲ့ကြတယ် တားတို့အဖိုးဆိုင်တာကနေအုံသီးပင်လေးလဲသွားတော့နှမျောလိုက်တာဤအုံသီးတွေကလည်းနုနုလေးရှိသည်ဒီအုံသီးတွေအများကြီးကိုဘာလို့ရပါမလဲတုပ်ပေါ်လေးသူ့အမိစကားကြောင့်အကြံရသွားခဲ့သည်အမိဟေးတာအုံသီးတွေကအများကြီးဆိုတော့တာအုံစိရောင်းလိုက်ရမလားငါသားကရောင်းချင်လို့လားကွဒါပေါ်မီရဲ့တားဒီအုံသီးတွေရောင်းပြီးတော့မဖို့ရှုမလို့လीအော်အဲ့လိုလားရောင်းခိုင်းလိုက်တင်းနဲ့ရေ ကျုပ်တို့မုံဖို့ပြရတာတတ်တာလားပေါ့အိတ်ကွယ်ဒါလို့ဆိုလဲတားရောင်းချင်ရောင်းလေဒါနဲ့အုံသီးတွေကိုဘလို့တဲပြီးတော့ရောင်းပါလေတားဘာကြီးတင်ရလို့စီမစိုက်တွဲသွားငှားပြီးတော့ရောင်းလိုက်မယ်မီဟာစိုက်တွဲငှားတော့မီးရင်လေလက်ဆောင်တစ်ခုခုဝဲသွားပြီးပေးလိုက်အောင်နော်ကြားလားဟုတ်ကဲ့ပါမီးရဲ့တားခုပဲသွားငှားလိုက်အောင်မီးအဲ့လိုပြောပြီးတုပ်ပေါ်လေသူတို့ရင်ရှိကနေထွက်လာခဲ့တော့တယ် ဒီလိုနဲ့နေလည်းပဲရောက်တော့တော်ပေါ်လေးစိုက်တွဲဖို့မှအုံသီးတွေတင်ပြီးအုံစိမ့်ရင်ရမှုအတွက်စိုက်တွဲနေပြီးတော့ထွက်လာခဲ့တော်တယ်ဟောရီကအုံစိမ့်ရင်ပြောအုံစိမ့်ရင်နော်ခုလေးနေအုံးမရခုလာတဲ့အုံသီးစိမ့်လက်လက်ဆက်ဆက်ချိုချိုလေးရမယ်ပြောတော်ပေါ်အဲ့လိုအော်ရောင်းနေတော့အိမ်ဒိန်နေကနေဒေါ်ရီတယောက်ကထွက်လာခဲ့တယ်အုံစိမ့်ရင်ဝယ်ဦးမယ်ပြောဟုတ်ကဲ့ရပါတယ်ကြီးဒါနဲ့တော်ပေါ်နေသူ့စိုက်တွဲကိုရက်လိုက်ပြီး အုံသေးစိမ့်ကိုပိုက်တက်ပြီးပေးလိုက်တယ်။အော်အုံစိမ့်ရဲ့ရောင်းနေရဘသူများလဲလို့တင်နဲ့ရဲ့တောင်းမဟုတ်တာ။တောင်းကိုသိနေရလားဗျ။ဒါပေါ့။ဟမ်။တားတို့အဖွဲရလီလူတွေကိုကိုညီရဲ့နေရာမှာနမဲကြီးတယ်ဆိုလားပဲ။ဟိဟိ။အခုလို့တိထားပေးတာကျေးဇူးပါဗျ။ရောင်းပါလေကွယ်။ဒါနဲ့ငါတို့ရောင်းတဲ့အုံစိမ့်ရောင်းအရန်တော့ကောင်းပြီအမောကိုပြေးသွားတာပဲဘလောက်လဲဟိုတထောင်ချက်ပါရှင်အော်အေးအေးဒီမှာတော့တထောင်ဟုတ်ကဲ့ရှင် ဒလုံနဲ့တုတ်ပေါ်လေအုံစင်းရဲ့ရောင်မှုအတွက်စပိန်နေပြီးအဲ့နေရာကထွက်လာခဲ့တော့တယ်။ရှာလန်းတနေရာနောက်အရောက်မှာအပင်တပင်အောက်မှာတိုးစုံနေပူရဂျင်းပေါက်တိုင်းကစားနေခဲ့ကြတာပါ။ဒါကိုတုတ်ပေါ်ကမြင်သွားတယ်။အုံစင်းရင်ရမယ်နော်။အုံစင်းရင်တိုးစုံနေပူရအုံစင်းရင်တောက်ကြမအောင်လားကွ။တိုးစုံလို့ဂျင်းပေါက်ပြီးနောက်ဘိုးကြီးကရှုံးသွားခဲ့။ဟာကွာ။ ငါဂျင်ဂျိုးကဘာဖြစ်နေလဲမသိဘူးဟမ်မင်းဂျင်ဂျိုးကြောင့်မဟုတ်ပါဘူးကငါဝတော်နေလို့မင်းရှုံးနေလားအောင်မငါ့အောင်များဒါဆိုလဲထက်ပြိုင်ပြီသူတို့နာမှာစိုက်တွင်းနဲ့ရက်နေတုတ်ပေါ်ဟာဟဲ့ဘိုးကြီးနဲ့တို့ကြောင့်အုံးစိမ့်ရင်အားပေးပါအောင်လားဟာတော့ပြီကောရှုံးနေရတယ်ကြတယ်မင်းကတမျိုးဦးငါကတော့တောက်မယ်တော့ပေါ်ငါ့အောင်တလုံးပြီโอเคโอเคမင်းကချိုးရဲမဟုတ်လားမေချိုးရဘောကွာချိုးရဲပြန်လန်လဲလက်ဆက်တွေဟာ အော်အေးပါကွာဒါနဲ့တိုးကြော်လေတိုးပေါ်ပြီးတဲ့အုံးစင်ကြီးကိုတောက်နေကြတယ်ဝါမင်းအုံးစင်ကြီးဟာရှဲကောင်းတာပဲဒါဆိုငါ့ကိုလည်းတလုံးပေးတုတ်ပေါ့โอเคโอเคတုတ်ပေါ်လေအုံးစင်ကြီးကိုပိုက်တက်ပြီးဘုံကြီးကိုပေးလိုက်တယ်ဘုံကြီးကအုံးစင်ကြီးကိုတငုံတောက်ပြီးနောက်မှာတော့ဟာသွေသွေသွေစိုးလိုက်တယ်ရတာမလားမင်းတောက်ရောတောက်ကြလားတုတ်ပေါ်ဟာတောက်ကြည့်ပါရဲ့ငါကမတောက်ကြည့်ပဲနေမရောမအောင် ဒါဆိုလေဒီအုံးကြီးကိုတောက်ကြည့်အောင်။ဒါနဲ့ပေါ်ရင်းနဲ့တော်ဘောကိုအုံးစင်းကြီးပေးလိုက်တယ်။မိမကောင်းတာပြောတာ။ကုံတော့နေပါလား။ငါရေစာနှလို့တောက်လိုက်တာကွာ။ကဲတိုးကြောင်ပြန်ကစားကြမယ်။အုံးစင်းကြီးကဘလောက်လဲရင်ကိုတော့ပေါ့။တထောင်လေး။ဒါနဲ့တိုးကြောင်လေးငွေတထောင်ထုတ်ပေးလိုက်တယ်။ဘိုးကြီးငါငွေတောင်ပေးုံလေဟာဘာလို့ပေးရမှာလဲမင်းအောင်စိန်ကကောက်မှာမကောက်လား ။မင်းငါအုံးရီတောက်ပြီးခုလိုလုံးလို့မရဘူးကွ။မရတော့မင်းကဘာဖြစ်ကြလဲ။အဲ့လိုပြောပြီးဘိုလ်ကြီးကဒုဗောနာကိုကတ်သွားလိုက်တယ်။ငါနာမကတ်လာနဲ့တော့ငါထိုးမှာ။မင်းထိုးမလားငါထိုးမလားဆိုတာကြည့်ကြသေးတာပေါ့။ဒါလိုနဲ့နဂိုရီကဒေါသထွက်နေတဲ့ဘိုလ်ကြီးနဲ့ဒုဗောကိုထိုးကြလိုက်တော့လေ။အာသေးပါပြီ။ဟာဘိုလ်ကြီးမင်းမလို့ထိုးလိုက်တာလေ။တကယ်ချင်းချင်းကိုကွာခုလိုမလုပ်တင်ဘူးဒုဗောလည်း နဲနီယာပြန်ထားလိုက်ပြီးဘိုးကြီးကိုလက်သေးနဲ့ထိုးဖို့လို့မှဘိုးကြီးကရှောင်းလိုက်တာဆိုတော့အချိန်မထိန်းနိုင်နဲ့တစ်ပင်နဲ့ဝင်တိုက်တော်ရင်အာနားလိုက်တာတို့ဘောမင်းရရဲ့လားဟင်အဲ့လိုပြောပြီးတိုးကြောက်လေတို့ဘောကိုတူပေးလိုက်တယ်နောက်နေရောက်တော့တို့ဘောလေးမျက်နှာတစ်ပတ်ညုံမင်းနေပြီးငပိန်တို့အိမ်ကိုရောက်လာခဲ့ငပိန်တို့အိမ်မှာလေနေတဲ့ပိုးထုနဲ့မိဝိုင်ကတို့ဘောကိုမြင်လိုက်တော့ ဟေးတူပေါ်နင်းမျက်နှာဘာဖြစ်လာလဲဟ။တူပေါ်ကကိုပြစ်ပေါ်မှာဝင်ထိုင်လိုက်တယ်။ဘာဖြစ်အောင်မလဲ။ဟိုကောင်ဘိုးကြီးပေါ့။ငါ့ကိုအနိုင်ကျင့်လိုက်တာ။ဘာ?မင်းမျက်နှာအခုလိုပြောင်းဘိုးကြီးလုံလိုက်တာဟုတ်လား။ဟုတ်တယ်။အာကွာဒီဘိုးကြီးလူပါမလို့တို့တငယ်ချင်းကိုလှုပ်ရဲတယ်။တွေ့မယ်ဒင်းတွေ့မယ်။ရင်းတော့ကလေခဏလေးပါ။ပေါ့ပေါ့ဘိုးကြီးကဘာလို့ခုလိုလုံလိုက်တာလဲဟ။ ဟမ်အာအာတယ်လို့ကဒါနဲ့တော့ပေါ်နေသူမနီးရကြုံခဲ့ရသမျှကိုအသေးစိတ်ပြောပြလိုက်တော့ရင်ဒီကောင်ဘိုးကြီးကလူမတော်ဝါတာပဲနိုင်ဘိုးကြီးစီကိုသွားကြမယ်ဟိုခဏလေးပါဟငါခုလိုဖြစ်တာတိုင်းမိညာမတက်လို့ခံခဲ့ရတာဆိုတော့ငါတိုင်းမိညာတက်ကျင်တယ်ငါဘိငါ့ကိုတိုင်းမိညာသိမေးပါလားဒါဆိုမင်းကဒုနဲ့အတူဘိုးကြီးကိုသွားမတွေ့ဘူးပေါ့ဟုတ်တယ် ငါငပိတ်စီကနေတိုင်းမြညာအရင်နေပြီဝမ်းမိုင်ဝမ်းမဲသွားကြမှာဒါဆိုလည်းဟုတ်ပြီလေကဲငပိတ်တို့ဘောကိုတိုင်းမြညာတင်ပြလိုက်တော့မင်းကငါတင်ပြတဲ့အတိုင်းလိုက်လို့မှာရောတေချာလို့လားတေချာရင်ငါလိုက်လို့မှာဟုတ်ပြီလေဒါလို့ဆိုလေတင်ပြရတာပေါ့လာအိမ်နောက်ကိုသွားကြမယ်ဟမ်ခုချက်ချင်းလားအေးလေလုံချင်စိတ်ရှိနေချက်ချင်းပဲကောင်းတယ်ဖောရတယ်ကွာ။အော်အေးပါ ိမ်နောက်ကိုရောက်မှတော့ငပိန်ကကဲတော့ဘောဒီနွားစာခွက်တရားရှိကိုလုံးဝမဖိတ်စီပြီးနေမင်းလက်သေးနဲ့ထိုးရမယ်။ဟောဟိုတိုက်တက်ဖို့ရင်ခုလိုလိုဖို့လိုအပ်လို့လားငပိန်ကပြီးတော့ဒီနောက်မှာနောက်ကြီးရင်နေယွန်စရာကြီးတခြားနေရာမှာလေ့ကျင့်လို့မရအောင်လားယင်။မင်းတိုက်တက်ချင်တာရောဟုတ်ရဲ့လားတော့ဘောဒါဘောတက်ချင်လို့လေမင်းစီလာခဲ့တာလေ။ဒါမင်းမင်းတင်တာလွဲနေတယ်လို့ပဲ။ဟမ်ငါဆရာလားမင်းကဆရာလားမင်းကဆရာလေအေး ဒါဆိုငါပြောတဲ့အတိုင်းလုပ်။မင်းပြောတဲ့အတိုင်းလုပ်တာမှန်မင်းမင်းဘာလို့ခုလိုလုပ်ရတယ်ဆိုတာတော့ရှင်းပြအောင်လေကွာ။အေးလေဟုတ်တာပဲ။တုပ်ပေါ်ပြောတာမှန်နေ။နည်းနည်းပါးပါးတော့ရှင်းပြသိနာပေါ့ဟ။ကဲဟုတ်ပြီ။ငါသိတဲ့လောက်ရှင်းပြမယ်။မင်းနွားစာခွက်တရားရှိကိုလက်သီးနဲ့ထိုးတဲ့အခါအချိန်မထိန်းနိုင်နွားစာခွက်နဲ့ထိမိမယ်။ပြီးတော့ရေလဲစင်ကုန်မယ်။အဲ့ဒါကြောင့်မင်းရေမဖင်းအောင်ထိုးဖို့ဆိုအချိန်ကိုထိန်းနိုင်ရမယ်။ငါပြောချင်တဲ့ဆိုလိုရင်းကိုသိတယ်မဟုတ်လား။ မသိနားမလဲဘူးဟာငပင်ကြီးသူ့ကိုဘာမှသွားပြီးရှင်းပြမနေနဲ့နေလောက်ခိုင်းစရာရှိရတာလောက်ခိုင်းလိုက်ကဲမင်းတို့နေရောက်တိုင်းနေမှာဆိုတော့ငါအိမ်ပြန်တော့မယ်ဟုတ်တယ်ငါရောပဲအဲ့လိုပြောပြီးတော့ဖိုတူနဲ့မိဝိုင်းလေးပြန်သွားခဲ့ရော်လေးတို့ဘောကြီးစတော့နော်1 2 3 4ရှိမယ်ဒါနဲ့တို့ဘောလေးငါးဆောင်ခွက်တရားရှိဖို့နှစ်သီးနဲ့တူပြီးတိုင်းလေးကျင့်နေခဲ့ရော်လေး1 2 3 4 တိုင်းတဲ့ကျင်နဲ့ဒူပေါ်တရားငပိတ်စီမှာတပိတ်ကံမီတိုင်းလေးကျင်နေကြတော့ဤနောင်နေရောက်တော့ဒူပေါ်ကအဆင့်တက်သွားကြီးငပိတ်ကကောက်ရုံနဲ့လှုပ်ထားတဲ့စာချုပ်ကိုယူလာခဲ့ပြီးသူတို့ရင်ရှိမှာကြားလိုက်တယ်ကဲတော့ပေါ့မင်းမနေရအတိုင်းဒီစာချုပ်ကိုထိုးရမယ်ဘလို့လဲလုံနိုင်လားဒါပေါ့ကမင်းကပြောတဲ့အတိုင်းလက်ပတ်ဒီရောတေချာစီးလာတာပဲဘလို့လဲအဆင်ပြေတယ်မလား ပြေးပါလေကဲစတော့ဒီလိုနဲ့တုပ်ပေါ်လေးစာကျမ်းရုပ်ကိုစာထိုးတဲ့အချိန်မှာစော်ပြီးတော့လေးကျသွားခဲ့တယ်အောက်မလီတေးပါပြီဗျာမိဒီပုံစံနဲ့ဘိုးကြီးကိုဘလို့ရှင်းပါလေဘိုးကြီးဆိုတဲ့အတန်ကြားလိုက်တော့တုပ်ပေါ်လေးထရရလိုက်တယ်ငါပြန်လို့မယ်ကွာဒင်းကြောင့်မျက်နာခုတီနာနေတော့ကွာငါတော့မင်းမျက်နာညုံမဲဆွဲနေရမတွေ့တော့ပါဘူးကဲကဲလောက်တိုင်းဒီစာကျောက်ကိုဘိုးကြီးလို့တွေးပြီးတော့ ိတ်ကြိုက်သူပြီးတော့ထိအောင်သူโอเคโอเคဒါနဲ့တော့ဘောနဲ့ဆရာငပင်ပြောတဲ့အတိုင်းလက်လို့တော်တယ်ကဲကွာဘိုးကြီးကဲဟာကဲကဲဟုတ်ပြီမှန်နေပြီတေချာအယုံစိုက်ထားမယ်မလွှဲစင်နဲ့နော်တေချာထိုးတာငပင်ပြောနေတော့ဘောကပိုတူးလိနေစာချမ်းရုပ်ကိုအဆက်မပြတ်ထိုးနေကြတော့အတန်ကြောင်ထိုးပြီးနောက်မှာတော့ငပင်ကကဲတော့ဘောခဏနာမယ်ပြီးရင်ကျောက်လေးကျင်ငယ်စမယ်နော် မြန်လိုက်တာငါအဆင့်တက်လို့ရပြီလားငါပဲရင်ရပြီကွာငါတင်မှုတဲ့တပည့်တွေထဲမှာမင်းကအတော်ဆုံးပဲဟင်ဟုတ်လားဒီလိုနဲ့တုတ်ပေါ်လေးပျော့ပျော့ချင်းကပြည့်ပေါ်မှာဝင်လဲလိုက်တော့တယ်ဟာခုမှဟာပဲအမောပြေတော့တယ်အဲ့ဒီချိန်မှာပဲငါပင်ကဝလုံးနေမှာမြေအိုးကိုတွဲလောင်းချီထားတဲ့တန်းတစ်ခုကိုမလာခဲ့တယ်ငါပင်အဲ့ဒါဘာကြီးလဲမင်းခြောက်လေးချိန်ကလှုပ်ဖို့လေကွာဟမ်ဒီမျိုးတွေကိုကရင် ငါချီတော့နားမှာပေါ့နားမစည်းပေါ့ကွာအနာခံမအသာဆန်မင်းဆိုတဲ့စကားပုံမင်းမကြောက်ဘူးလားအော်ကြောက်ဘူးတလို့ပဲအေးကွာအဲ့ဒီစကားပုံအတိုင်းမင်းအနာများများခံရမယ်ငါပဲဒီမျိုးတွေချိန်ထားတာမမြင်လို့လားမမြင်ပါဘူးအဲ့လောက်ကတော့ပဲမင်းရအောင်ကန်နော်အေးအေးပါဒါနဲ့တော့ပေါ်လေဆရာငပိန်ခန်းသူ့လိုလုံလိုက်တော့ခြေတော့ကာယာနဲ့မင်းမမော်လေးကြာသွားခဲ့တယ်အောက်မလေးငါပေါင်တော့ပြဲပါပြီငါပဲ့ ငါ့ကိုထူပေါင်းဟအနာကံမအသာဆန်းပြီအေးအေးပါကွာအဲ့လိုပြောပြီးတော်ပေါ်နေသူ့ဟာသူကုန်းထပြီးတော့ညီအိုးတွေကိုကန်နေကြတော်တယ်တပတ်လောက်ကြာပြီးနောက်တော့တော်ပေါ်နေဘူကြီးတို့ချိန်ဝင်ရှိရဲ့နေရာကိုအဖို့တယောက်စီကောပြီးရောက်နေခဲ့ကြတယ်။ကွင်းမြေတဲတဲမှာရက်နေရဲ့ဘူကြီးနဲ့တော်ပေါ်ကိုဘေးကနေရက်ကြည့်နေတဲ့ငပိန်နဲ့တူစောကသူတို့နှစ်ယောက်ကိုလှော့ထားပြီလို့ဖြစ်ပါမလား အေးငါလည်းအဲ့ဒါပဲစိတ်ကူနေတာဟာကဲတို့ပေါ့မင်းကနေရှင်မို့အစင်းသိမ့်မယ်လားအစင်းသိမ့်မယ်ဘူးမင်းရောစင်းသိမ့်မယ်လားငါ့ကိုကြောက်တယ်ဆိုရင်ခုတွေကရှောင်သွားလို့ရတယ်နော်ဟာဘိုးကြီးရဲ့ရာဆွေမှာကြောက်လို့ရှောင်ပြီးတယ်ဆိုတာမရှိသေးဘူးမင်းကြောက်တယ်ရှောင်လို့ရတယ်နော်အောင်မငါ့အောင်များအထင်သေးလို့တိုင်းယူငပိစီကနေတင်ထားတဲ့ပညာတွေနဲ့မင်းကိုပြရတာပေါ့ဟမ်မင်းကငပိစီကနေတိုင်းနေထားလားဘာလဲမင်းကြောက်နေပြီလား ။ငါမှကြောက်သေးမပါဘူးကွ။ပါခဲ့ရင်လည်းဖောက်ထုတ်ပြက်လိုက်မှာ။အာကြရတယ်ကွာလေးဦးရှိတယ်။အဲ့လိုပြောပြီးတုတ်ပေါ်လေးလက်သီးနဲ့ဘိုးကြီးကိုထိုးဖို့လုပ်တော့ဘိုးကြီးလက်သီးကတုတ်ပေါ်စီအရှင်ရောက်လာပြီးတုတ်ပေါ်လေးတစ်ချက်ထင်းနဲ့လဲကြပြီးတော့မိတော်ခေတော်လေး။ဟာဒါပဲလေ။ငါဟဲ့ဘိုးကြီးကွ။ဟာဟိုတုတ်ပေါ်ကထမလာပါလား။ဘလို့ဖြစ်တာလဲ။ဒီလိုနဲ့ငပိန်လေးတုတ်ပေါ်စီကိုပြေးသွားပြီးတော့လှုပ်နှုံလိုက်တယ်။ ဒါနဲ့ဘိုးကြီးလည်းမေးလဲသွားတဲ့တုတ်ပေါ်ကြောင့်ကြံဝါလန်ဟန်နဲ့ထွက်ပြေးသွားခဲ့တော်တယ်။ဘိုးကြီးငါလည်းစောင့်လေ။အဲ့လိုပြောပြီးတိုးကြော်လေးဘိုးကြီးနောက်ကပြေးလိုက်သွားခဲ့တော်တယ်။အဲ့ဒီအချိန်မှာပဲတုတ်ပေါ်ကနိုးလာခဲ့တယ်။ငါပဲဘိုးကြီးရောရင်ဘယ်ရောက်သွားလဲ။ဟမ်မင်းနိုးလာမလား။မင်းရှုံးသွားတယ်တုတ်ပေါ်ရဲ့။ဘာငါရှုံးသွားပြီဟုတ်လား။မင်းပြောတော့မင်းသိမ့်ပြီးတဲ့တိုင်းမြညာနေစို့ဘိုးကြီးနေမကောက်ဘူး။တရားလုံးကိုနိုင်နေစို့။ခုတော့ဟမ် ခုတော့ငါခိုင်းလိုက်ရတာကွတဘောတရားတိုင်းမြညာတွေစူးစမ်းတင်ပြီးကမှရှုံသာခဲ့တဲ့အတွက်ငိုပွဲချနေခဲ့တော်တယ်